ှင်တော်ဘုရားကြားခဲ့တဲ့သာသနာမူတရားမြတ်ကိုအင်းတွေနှလုံးသွင်း Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့2025 2026ပညာသင်နှင့်မဟာဝိဇ္ဇာပထမနှင့်ဒုတိယနှင့်ဘွဲ့လွန်ဒီပလိုမာအဘိဓမ္မဒီပလိုမာတန်းနှင့်အဘိဓမ္မပါရဂတန်းများပထမ6လပဲစာမေးပွဲနှင့် ဧကဒသမအကြိမ်များစာရန်ဖတ်ပွဲကျင်းပပြုလုပ်နေတဲ့တရင်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကျန်းကုန်တိုင်းဒေသကြီးတကုံမြို့သိတောင်ပိုင်းမြို့နယ်142နှစ်ရက်ကွက်တန်စစ်သားလမ်းတွင်တီထောင်ဖွင့်လှစ်ထားတဲ့ယရနာမြင့်နီကေဗုဒ္ဓတက္ကသိုလ်တွင်2025 2026ပညာသင်နှင့်ပထမ6လပတ်စာမေးပွဲနှင့်ဧကဒသမကျိန်းမြောင်စာတန်းဖတ်ပွဲကို အော်တိုဘာလ10ရက်နေ့လယ်တနာရီကကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်နာမြင့်နိကေဗုဒ္ဓတက္ကသိုလ်တွင်နိကေမဟာဝိဇာတန်ပထမနှင့်ဒုတိယနှင့်နှင့်ဘွဲ့လွန်ဒီပလိုမာ PGD တန်ဆောင်းမေးပွဲနှင့်ဧကာတသမအကြိမ်မြောင်း စာတမ်းဖတ်ပွဲကို အော်တိုဘာလ10ရက်မှ အော်တိုဘာလ18ရက်အထိ မောလဲတနာ ਈ မှာညနေ၄နာရီအထိကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။အဆိုပါညိကာယမဟာဝိဇာတန်ပထမနှင့်ဒုတိယနှင့်နှင့်ဘွဲ့လွန်ဒီပလိုမာ PGD တန်စာပြေအရှင်တန်ဃာတော်များသီလရှင်များနှင့်လူပုဂ္ဂိုလ်များ စုစုပေါင်းဖြည့်ဆို့သူ33ဦးတို့ဝေရောက်ဖြည့်ဆို့နေတာဖြစ်ပြီး2025 2026ပညာသင်နှင့် ပထမ6လပတ်ဆောင်းမေးပွဲနေ့ဧကဒသမအကြိမ်များစာတမ်းဖတ်ပွဲများအစဉ်ပြေချောမွေစွာကျင်းပနိုင်ရေးအတွက်မော်ကုန်းနှိမ်ဆရာတော်များနဲ့အတူရုံးအဖွဲ့သူအဖွဲ့သားများအားလုံးတို့ကရုံးလုံထုံးလုံးဤများအတိုင်းတက်ညီလက်ညီဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။ဇေနနာမြင့်နိကေဗုဒ္ဓတက္ကသိုလ်ဟာသာသနာမျိုးဆက်သည့်ရှင်သာမဏေများအဆက်မပြတ်ပေါ်ထွန်းလာစေဖို့ နှစ်ဖက်လာတက်သည့်နားလေသောသာသနာရေးခေါင်းဆောင်များပေါ်ပေါက်လာစေဖို့နဲ့နှစ်ဖက်လာလူပုဂ္ဂိုလ်ပညာရှင်များပေါ်ပေါက်လာစေဖို့တိုက်ပန်နှင့်အဘိဓမ္မာပညာရတိုးကိုနှိုင်းရှင်သူတေသနာပြုနိုင်သောပညာရှင်များပေါ်ပေါက်လာစေဖို့ရည်ရွယ်ကတည်ထောင်ဖွင့်လှစ်ထားတာဖြစ်သလိုမျိုးဆက်သည့်ရှင်သာမဏေများပေါ်ထွန်းလာစေရန်နှင့်ပေါ်ထွန်းလာသောရှင်သာမဏေများနှစ်ဖက်လာအခြေခံပညာများသင်ကြားပေးပြီး ပထမကြီးတန်းအောင်မြင်ပြီးသော အသက်30အတွင်းယဟန်၊တာမနီ၊သီလရှင်များအားဓမ္မစရိယာစာချတန်းပညာရများနဲ့အင်္ဂလိပ်စာအပါအဝင်အထွေထွေဘဟုသုတပညာရများကိုသင်ကြားပေးခြင်းအသက်35နှစ်အတွင်းဓမ္မစရိယာပွဲရပြီး၍အင်္ဂလိပ်စာအရေးအသွေးပါသောယဟန်၊တာမနီ၊သီလရှင်များကိုဝိဇာသိပ်ပံဘာသာရများနဲ့ပြိရကပညာရများကိုပူးတွဲသင်ကြားပေးလျက် စုပေါင်းဆွေးနွေးအပြေရှာတဲ့ညာရေးစနစ်ကို အကောင့်ထဲဖော်ခြင်းတက္ကသိုလ်ဝန်ထမ်းအောင်မြင်ပြီးနေဘွဲတစ်ခုခုရသောလူပုဂ္ဂိုလ်များကို လူမျိုးဘာသာအသက် အကန့်အသတ်မရှိဘဲလက်ခံတင် जा ပေးခြင်းအစာရှိတဲ့လုပ်ငန်းရှင်များကို ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ် အဲဒီမှာအခုပေါ့ဆရာတော်ပေါ့ဗမောကကျုပ်ဆရာတော်ကအခုဟာကအဲဟိုဟာ ဖင်လန်နိုင်ငံမှာဌာနပြုနေတော့အဲဒါပရမအုပ်ဆုံးအနေနဲ့တော့စောစောလေးလာပြီးတော့စွန်ကတ်ခန္ဓာတို့အဲလူကြီးတစ်ပါးအနေနဲ့ပေါ့လူကြီးတစ်ပါးအနေနဲ့မထေကြီးတစ်ပါးအနေနဲ့ပရမအုပ်ဆုံးဒီနေ့သမိုးဝဲရစ်မှာပဲစောစောထွက်လာခဲ့တာပေါ့နံပါတ်1ပေါ့နံပါတ်2ကဒါဗိဒာနဲ့အဲဒါဒီမှာဟိုဆရာတွေပေါ့ဆရာတွေဘာလို့ရှိတယ်ဘုန်းကြီးတို့မှာ အနည်းဆုံးသင်ကြားစီမံဆရာတော်တွေက20အထက်မှရှိပါတယ်တော်တော်ကိုရှိပါတယ်အဲနိုင်ငံတကာမှာတော့မှရှိတဲ့ဆရာတွေနဲ့ပေါ့နော်အမေရိကန်တို့ပေါ့နော်အဲစသည်ဖြင့်အဲ့လိုကိုတော်တွေလည်းဒီမှာစသင်ပေးတဲ့ဆရာတွေရှိကြတယ်ကြီးကတော့အဲ့ဆရာတွေထဲမှာမှဘုန်းကြီးတို့ကဥမာပြင်ကတိကရှိမယ်ဗမောကရှိမယ်ဒုဗမောကရှိမယ်မကုန်းနေရှိမယ်တရောင်းမကုန်းနေရှိမယ်ဗမောကရုပ်ရှိမယ်လက်ထောက်ဗမောကရုပ်စသည်ရပြီပေါ့ဖွဲ့စည်းရတော့ရှိတယ်တော်တော်လည်းဘုန်းကြီးကဒီမှာအားလို့ရဲ့ကိုစားပေါ့ဘုန်းကြီးကလည်းဒီရဏမြင့်ကြီးကနေနီးတဲ့အတွက် ရှေ့တကုံမှာအဲနေတဲ့အတွက်လာပြီးတော့အဲခိတခဏပေါ်လာရောက်ပြီးဥဆောင်ပေးတာပါပြီးလို့ချင်းမိကုံးဝေမယ်မိကုံးဝေတဲ့တာဝန်နဲ့ကြည်ကြဲ့ရေးတာဝန်လုပ်ပါပါဒီနေ့ကတော့တနာကြီးမှာစပြေမှာပေါ့နော်အဲပုံမှန်ကတော့ဒီမှာတော့30အထက်ပေါ့နော်30ကျော်ကျော်ရှိပါတယ်ဒါအဲ့ဒီ30တွေထဲမှာရန်တန်ဃာတွေရောအဲတီလာရှင် ်ဆရာလေးတွေရောအဲလူပုဂ္ဂိုလ်မျိုးသားမျိုးသမီးတွေရောပါဝင်ပါတယ်အဲတနေ့တနေ့မှာဆိုရင်ဒီရနာမြင့်တိကတက်ကတူကအပိုင်းနှစ်ပိုင်းပေါ့ session တစ်ခုအနေနဲ့ဖြည့်တယ် first session second session ပေါ့နော် first semester second semester ဆိုပြီးဖြည့်တယ်ဒါကတော့ first semester ပဲဖြစ်ပါတယ်ဒီ first semester ကိုဘုန်းကြီးတို့ online ကနေပြီးတော့အဲပို့ချပါတယ် online ပို့ချပြီးတော့ဘုန်းကြီးတို့ဒါအဲ၄လကျော်၅လမြောက်လောက်မှာဒါ first semester ကို အွန်လိုင်းနေပြီးတော့တင် जा ရေးကိုဒါ test လုပ်ပါတယ်เนาะဒါ test လုပ်တယ်အဲဒုတိယ semester ကိုဘုရားတို့တလကြော်ကြော်လောက်ပိတ်ပြီးတော့ပေါ့အဲခါငါးလားတခါပြန်တင်มาဖြစ်ပါတယ်အဲ့ဒီလိုတစ်နှစ်ရဲ့အဲဒီကလင်ဒန်ကြာရဆိုလို့ရှိရင်ဒါပရမ semester ဒါပြီးလို့ရှိရင် second semester ဆိုပြီးတော့ဘုရားတို့ဆက်လက်တင်အောင်ပါပါအဲ့လိုတင်ပြီးတဲ့အခါမှဒါလည်းယင်ဘုန်းကြီးတို့ရဲ့ဥပမာပြေ master ဘွဲ့ပေါ့ master ဘွဲ့မှာနှစ်နှစ်ရှိပါတယ် ်အပရမနှစ်ဒုတိယနှစ်အပရမနှစ်မှာလည်းပဲအပိုင်းနှစ်ပိုင်းဒုတိယနှစ်မှာလည်းအပိုင်းနှစ်ပိုင်းအဲ့လိုသင်ကြားရပါတယ်အဲဘုံဘုံကပရမတော့ပေါ့နော်ဘုံဘုံတို့ကဓမ္မဒုတာတက်ကတူဆိုပြီးတော့ဘုန်းကြီးတို့ရဲ့ဟိုမှာသင်ကြားခဲ့တာဓမ္မဒုတာမှာသင်ကြားတဲ့အနေထားတော့မှာတော့ဒီလိုနိဂေရီနဲ့ပတ်သက်လို့ဘုန်းကြီးတို့မှာဒီပေါ့နော် critical မကြဘူးပေါ့ဘုန်းကြီးကိုယ်တိုင်သုံးသပ်ကြည့်တာပါဘုန်းကြီးကိုယ်ကြီးကိုယ်တိုင်ရ critical တိတ်မကြနိဂေရီကိုသိသိကျင်တဲ့ အတိအကျပေမဲ့လည်းအဲသူတို့ရဲ့ဒီတင် जा မှုအရဘုံဘုံအားအရာတွေကိုမလေးလာပြဘူးပေါ့ဒါဘုံဘုံအားနဲ့ကျဖြစ်မယ်အဲဒီရတနာမြင့်ဒီကေတက္ကသိုလ်ကြီးရောက်လာတော့ကြတော့ဒါဒီကေတွေနဲ့ပတ်သက်လို့သူအပိုင်းသူပိုင်းသူပိုင်းနဲ့အဲ critical ကြကြပေါ့ analyze ကြကြလေးပေါ့နော်အဲအဲ့ဒီလိုလေးနဲ့လေ့လာခွင့်ရတဲ့အတွက်ဒီရတနာမြင့်ဒီကေတက္ကသိုလ်ဟာအာမြတ်စွာဘုရားဟောကြားမှုကတော့ပိဋကတ်သုံးပုံအနိချိုလိုက်လို့ချည်ရင်ဒီကေ၅ရက်ပေါ့ဒီကေ၅ရက်ကိုဘုရားတို့ကသင်တယ် အဲခௌရကနီးကဲတောဒနီးကဲမေဇမနီးကဲအဲတန်ယုတ်တာနီးကဲနီးကဲ9ရက်ကိုပေါ့နော်နီးကဲ9ရက်ကိုသင်ကြားရပါတယ်နီးကဲ9ရက်ပါဘုန်းကြီးကတော့အနီးကဲ9ရက်ထဲမှာခௌရကနီးကဲပါကတိကအနေနဲ့အဲသင်ကြားနေတာဖြစ်ပါတယ်အဲတော်တော်များများတော့ဒီမှာကအဲသူတို့လေးတွေဟာသူတို့အပိုင်းလေးနဲ့သူတို့စ조사ချတဲ့အနေဒါလေးလည်းရှိနေတဲ့အတွက်တိကျအနေနဲ့တော့ဟိုပေါ့ပြောပြောစရာတော့အဲသိမရှိပါဘူးသို့တော်လည်းသူတို့အခုလိုဖြေးနေကြတာလေးတွေကိုကြည့်ပြီးတော့ဘုန်းကြီးတို့က အလိုအပ်တာလေးကိုဖြည့်သွားရုံပါပဲသူတို့ကလည်းသူတို့အခြေရှိသည်ခါလို့ဆိုရတယ်အထုတ်လာခဲ့ကြတာပေါ့နော်အထုတ်လာခဲ့ကြတဲ့ရောက်တာနဲ့တပြိုင်တည်းသူတို့မှဟိုကောင်းတော်မှဟိုထောင်ကြည့်လို့မရပဲနဲ့အဲမေဟွန်းချလိုက်ပြီဆိုကြတဲ့ကောင်ကသူတို့ကရေးကြရတာဖြစ်တယ်လေအဲ့လိုရေးတဲ့အခါမှာဘိုးကြီးတို့ကဘေးကနေပြီးတော့သူတို့အတွက်လိုအပ်တာလေးတွေရိုးကောတို့အဲနောက်ပြီးတော့သူတို့အတွက်လိုအပ်တဲ့ facility လေးတွေပေါ့နော်အဲလိုက်လို့ပြီးတော့ကူညီပေးရရုံပဲရှိပါတယ်ဆိုလိုတာကဒီကိုယ်တော်လေးတွေအားလုံးဟာ အထူးသင်ကြားပြတာဩဝါဒပေးစရာမလိုလောက်တဲ့အနေအထားမျိုးပါသူတို့ရှိနေကြတယ်လို့ခွန်ကြီးကတော့အဲ့လိုပဲမြင်ပါတယ်